ဲချစ်ထုတ်ပြီးတော့ဆူဆောင်းထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်။အဲ့ထဲမှာဆိုတဲ့အကြောက်ကလေးတွေရောနောက်တစ်ခါကျတော့ဒီ Sri Lanka ကလေးတွေရောအဲ့အားမျိုးလေးတွေအဲထပ်ပနာတွေထည့်ပြတယ်ပေါ့နော်။အဲဒီဖျားတီဖို့အတွက်နီးလာတဲ့အခါမှာလည်းကျမကြီးလေးနေငယ်ချုပ်ရင်းနာမျိုးလေးတွေအဲ့လိုနှောက်ရှက်တိုက်ခိုက်လေးတွေကတော့ရှီကောင်းရှီနိုင်တယ်ပေါ့နော်။အဲတော့ဒီဟာတွေအတွက်ကိုဆက်အဋိဌံလေးဝင်နေ

ီနေ့ကတော့ဆူတက်တို့ဒါဟိုဟာတញင်ကြောက်တန်းပေါ့နော်ကြောက်တန်းရဲ့ညဝိုင်းလေးအကြောင်းတိုင်းမှာအဲဒီဆရာတော်ဖျားကြီးပေါ့နော်ဒေါက်တာအရှင်ဥတုမနာရဲ့လက်ညံပြသမှုနဲ့တို့ဆူတက်တို့ဒီအာအောင်တော်မူဘူးဖျားဆိုတဲ့အစီတော်မြက်ကလေးပေါ့နော်အဲဒီရင်ချီတော်တင်ခြင်းခန္ဓာမင်္ဂလာထမြောက်ခဲ့ပြီပေါ့အဲငဘိုးရဲကတော့မိသားစုတွေကဒီဖျားတည်ခြင်းနဲ့အဲစိတ်ကတော့ရှိတယ် အဲဒါပေမဲ့အဓိကဒီဖျားတဲတဲ့အခါမှာဆိုတဲ့ချွေးနဲ့စာလေးလည်းပါခြင်းနဲ့ပေါ့နော်ဆိုတဲ့အခါကျတော့သူတို့တဖြည်းဖြည်းလေးနဲ့အဲဒီစုပြီးတော့မှအထမြောက်ဖို့လို့အတွက်စ조사ခဲ့ရပါတော့အဲအခုတော့ဒီအောင်တော်မူဖျားစီရောမြကြီးကြီးတော်တင်ပွဲလေးထမြောက်သွားတဲ့အတွက်ဒီနေ့လေးတော့တကယ်ကိုမင်္ဂလာရှိရနေပြီ ိတ်ရဲ့တရားတရားထက်သန်မှုလို့ပဲဆိုတော့ကတော့ထင်ပါတယ်အဲဆိုတော့ဆိုလို့ရှိရင်လေဒီကိုရတဲ့အမှုပညာလောအားကလေးတွေ ਨੇ အဲဖျားတီးဖို့ဆိုပြီးတော့တက်တက်ကိုဖယ်ပြီးတော့မှစုထားတာပေါ့နော်အဲအဲ့တော့အတိကမတီးရာတော့အဲဖေဖေရဆက်ပြီးတော့မှတီးရာပါမယ်ဆုတက်ကအဲဘေးကနေပါဝင်ပြီးတော့မှကိုအမှုပညာဒီလောအားနဲ့ပါရမီဖြည့်ချင်တာပေါ့ပါရမီဖြည့်ချင်တဲ့ခါကျတော့တို့နည်းနည်းလေးတော့ကြံ့ကြာမှုတွေလည်းရှိခဲ့တယ်အတိကကတော့လေ ဖုံဖုံပြောသလိုပေါ့နော်ဘဝဘဝရဲ့ပဋ္ဌာန်းဆက်တွေမှန်ကြရင်လည်းတူပါတယ်လေတောင်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်ပေါ့ထေဖြစ်သွားတာပါညတိတော်တင်ပွဲအတွက်ဆိုလို့ရှိရင်လည်း အဲဒီလာပေးကြတဲ့မိဆွေတငယ်ချင်းတွေနောက်ပြီးပါဝင်ပေးကြတဲ့ဒါထာပနာရဲဆိုလဲပါဝင်ပေးကြတဲ့ခွန်နေသားခွန်ရဲ့ဒီပထမဆက်ဒီဆွေတော်မျိုးတော်တွေရဲ့ကုသိုလ်တွေအများကြီးရှိတယ်။အဲဒီဖျားတီဖို့အတွက်နီးလာတဲ့အခါမှာလဲကျမကြီးလေးငငယ်ချုပ်ရင်းနာမျိုးလေးတွေအဲ့လိုနှောက်ရှက်တိုက်ခိုက်လေးတွေကတော့ရှီကောင်းရှီနိုင်တယ်ပေါ့နော်။အဲတော့ဒီဟာတွေအတွက်ကိုဆက်တိတ်ထန်လေးဝင်နေပြပေးရတော့တည်တည်ချာချာလေးမြန်နေဖျားတရားပို့လို့ဖြီးပြီးလုပ်ဖြစ်တဲ့အထက်မှာပါပါတယ်။ အဓိကကတော့ဒီဖျားတည်တယ်ဆိုတာကကြတော့အဲကျွန်တော်ဒီဘူဖျားစီတော်မြတ်ကြီးကိုပေါ့နော်ဒီဖျားပတ်ပုံကိုဝင်လိုက်တဲ့အချိန်မှာဖုံမြော်ကြတဲ့လူတွေခုတို့ရပေါ့နောက်တစ်ခုကကြတော့နောင်လာနောင်သားတွေဖုံမြော်ဝင်ရပေါ့အဲနောက်ပြီးတော့မြင်းမမြင်းရဲ့ပုံပေါ်တွေအဲဘဝဆက်ဆက်ကတော့ဆက်ခဲ့တဲ့ဆွေတော်မျိုးတော်တွေနော်30ပုံသားတွေခုတို့ယူဝင်ရပေါ့ပေါ့နော်ဒီအတွက်ကိုအဲတိုက်ကက်ထားပြီးတော့မှတည်ပြစ်တာပါအဲ့တော့ဆွေတို့မိသားစုတို့ခုတွေရဲ့အဲဒါဖျားကြီးတော်တင်ဖို့မဟုတ်ပါဘူး ်ခုနှစ်သားခုနှစ်သမီးအားလုံးရဲ့ဘုရားတိတော်တင်ကုသိုလ်ယူတဲ့ပွဲနောက်အားလုံးဒီသုံးသက်ဖုံသားတွေအတွက်ကုသိုလ်ကောင်းမှုမျိုးစေ့ချတဲ့ပွဲလို့ပဲပြောအောင် ါဆိုတော့ဒီစုဆောင်ထားတဲ့တချို့လက်ဝတ်လက်စားလေးပေါ့နော်ကြီးကြီးမားမားတော့လည်းမဟုတ်ပါဘူးမန္တလေးပြောရလို့ရှိရင်ကိုလည်းအဲ့လောက်ကြီးကြီးလည်းဟိုမစုပြည့်သေးဘူးပေါ့နော်အဲချစ်ချုပ်ပြီးတော့ စုဆောင်ထားတဲ့တချို့ပစ္စည်းလေးတွေရှိတယ်။အဲ့ဒီထဲမှာဆိုတဲ့ဒီအကြောက်ကလေးတွေတော့နောက်တစ်ခါကျတော့ဒီ Sri Lanka ကလေးတွေတော့အဲ့ဒါမျိုးလေးတွေအဲထပ်ပနာလေးထည့်ပြတယ်ပေါ့နော်။အဲ့တော့ဖေရိုမေရိုလည်းသူတို့ဒီထပ်ပနာထည့်ဖို့ပစ္စည်းလေးတွေတသက်ဖယ်ထားတာလေးရှိတယ်။နောက်ဟိုဆွေမျိုးတွေရောတခြားသောဒီတငယ်ချင်းပေါင်းသင်းတွေရောဝိုင်းပြီးတော့ထပ်ပနာလေးထည့်ကြပါလေ။ဆိုတော့အလူလေးကတော်တော်လေးမှအထမြောက်သွားပါလေ။နောက်ထူးထူးခြားခြားအနေနဲ့ကဆိုတဲ့ဒီအာဆရာဦးတည်ရဲ့ဟိုပါပေါ့နော်။အဲဆိုတော့ PG 7တုတ်တန်ပေါက်ပေါ့။ တာမောက်စာကကျတော့အစဆုံးကဗမာလိုဘာသာပြန်ထားတာပေါ့နော် break ဒီ7တုပ်လုံးပါတဲ့အဲအ내ဘာသာပြန်ပေါ့နော်အဲ့ဒီတံပေါက်စာအုပ်ကလေးကိုလည်းဆိုတဲ့ထည့်လိုက်တယ် plastic လာမျိုးတော့ပေါ့တခုဆိုလို့ရှိရင် separate တက်ပေးထားတဲ့ဒီ locket လေးပေါ့နော် locket လေးမမဲရအဲသူကလည်းဒီသူ့ရဲ့တခြားသော career တခုရောက်ရွှေ့ရမှာပေါ့ခုပြိတ်သက်ကလေးလေးပါပဲကိုနဲ့7လောက်ခင်နေခဲ့တဲ့ကလေးလေးဆိုတော့သူ့ရဲ့သူလက်ဆောင်ပေးထားတဲ့ birthday present လေးကိုလည်းကိုကအဲဒီရွှေ locket ကလေးကိုလည်းကိုထည့်ပစ်လိုက်တယ်ပေါ့နော်ဘာလို့ဆိုကိုကလေးလေးလည်းကုသိုလ်ရစေချင်တယ်

ောက်တဲ့ဥတုမြောက်လည်းဒီကနေပြီးတော့ဘုခါကျနော်ပါလေဆရာပြန်နေသူဒီနေ့ဆရာတန်ရောင်းနေတဲ့ဒီလိုပေါ်ကြတယ်ရှစ်ခုတော့ပါလူပေါ်ရတဲ့ခဏမှာအဲလူဖြစ်ရကြုံနဲ့အောင်ပေါ့တန်အောင်ဆိုလို့ရှိရင်တော့ကုသိုလ်တွေအများကြီးလုပ်ပြီးတော့ဆန္ဒဖုံးဖုံးပြောသလိုပဲကုသိုလ်တို့ကြီးကိုတည်သွားဖို့အရေးကြီးတယ် ကိုယ်စီမှာပါသွားတဲ့အထုပ်ကလောဘဒေါသမောဟအဲ့ဒီအထုပ်ထည်မဖြစ်ဖို့လိုတယ်အဲ့တော့ကုသိုလ်တွေများများတည်သွားတဲ့အခါကျတော့မှဘဝကူကောင်းမယ်နောက်ပြီးတော့နောက်ဘဝဘဝတွေမှာလည်းဘဝတွေဆိုတာရှိခဲ့လို့ရှိရင်လည်းကိုဒီအဲတာသနာတွေပြုတ်နိုင်တဲ့ဘဝမျိုးပဲရောက်ချင်တယ်ပေါ့နော်ကိုစိတ်ကတော့အဲ့လိုမျိုးရှိပါတယ် အဲအဲ့တော့ဒီကနေ့ဗီဒီယိုလေးကနေပြီးတော့ကြည့်ပြီးတော့အဲဟိုကုသိုလ်တွေများရကြပါစေဆွေတို့ဖရားလေးကိုလည်းပူမြော်ကြပါလို့အဲကြုံလို့ရှိရင်လည်းဒီဘက်ကိုလာပြီးတော့မှကိုရင်ကိုကြလာဖူးစေချင်ပါတယ်လို့အားလုံးလည်းအဲနောက်ရောက်ပူမြော်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်လို့အဲ့တော့ဆွေချီရဲခင်ဗျားခင်ဗျားဒီပြည်သက်တွေအားလုံးစိတ်ချမ်းသာကိုကျမ်းပါလို့ရစန္ဒရဲ့ပြည့်စုံပြီးတော့နေပြန်အောင်မြေမပြူနိုင်ပါစေလို့ဆိုပါတယ်